အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောင်ဖြစ်ပါတယ်2025ခုနှစ်မေလ18ရက်တနင်္ဂနွေနေ့ညနေခင်းစရေသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မန္တလေးတိုင်းတောင်နာကလေဓာတ်ပုံကြီးပေးတင်းကိုလျှော့ရဲဆိုတာက2024ခုနှစ်တုန်းကဖြစ်စဉ်ဖြစ်ပါတယ်အာသာဘီအောင်ပွဲသတင်းတွေဟာမော်တီတစ်ဖက်ရရဲဆိုတာနဲ့ရေးရှည်မှာတော်လန့်ပြည်သူတွေကို side effect ကပိုများစေတာဖြစ်ပါတယ်လက်ရှိနေတာက reality ကသာအကောင်းဆုံးဖြစ်ပါတယ်။ channel နေတာကလေတရနည်းပြ ဘမူကြီးအောင်သူရမိသားစုဟာလက်ရှိနေပြည်တော်သုံးသက်ဆောင်ဝင်တိုင်းအင်ယာမှာနေထိုင်တာဖြစ်ပြီးမလင်းကြောင်တိုက်ပြူလို့ယခုဆိုရင်တိုက်ရှိကကားဦးတော်မှာနေထိုင်ရပါတယ်။ဖခင်ဦးကျော်တန်းကွယ်လွန်တဲ့မိခင်တော်ခင်တော့ဖြစ်ပြီးညီဖြစ်သူပြင်ဖြိုးအောင်ရင်မောင်းနဲ့ညီမဖြစ်သူရင်မောင်းတောင်ဦးတက်ကလို့နေပြဆီယာမတို့ဟာကေတုမလီမျိုးစင်မှာလက်ရှိနေထိုင်ကြတာဖြစ်ပါတယ်။ရန်ကုန်မန္တလေးကလည်းဟောင်းကလန်ဘေးအနောက်ဖက်ခြမ်းဖြစ်ပြီးပိုင်အိုနီယာစားတော့ဆိုင်နဲ့ဒလွယ်ကုတ်အနေထားမှာရှိတာဖြစ်ပါတယ်။ဆောပိုင်းတော့ အောင်ချမ်းသာမိတ်တူဆိုင်နဲ့ဓာတ်ပုံစံရှိခဲ့ပြီးယခုမတွေ့ရတော့ဘူးဖြစ်ပါတယ်။တောင်သူကေတုမတီလေးသားကတော့ဘလောင်စုကပြန်ပြီးဖြစ်ပါတယ်။ချောတိုက်တုံးစက်တလုံးပြစ်တာရှစ်လုံးရှောရှောရှူရှူဝင်သွားတာဖြစ်ပါတယ်။စခိုင်းတိုင်းရှေဘုံမြို့နယ်တစ်ချိုပင်ရွာနဲ့ကြောင်မန်းကန်ရွာကိုတိုက်ခိုက်ရေးရဟတ်ရင်နဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ထားတာရှိပြီးမြေပြင်ထိတွေ့မှုရှိမရှိနဲ့အထိလိုက်စည်းရင်စုံစမ်းနေသေးတာဖြစ်ပါတယ်။စခိုင်းမြို့ခန္ဓာအနောက်ဘက်မြဝေရက်ွက်အတွင်းစစ်ကြောင်းတို့ဝင်ရောက်လာပြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်6လလေးရရှိပါတယ်။ မန္တလေးတိုင်းမြင်းရမြို့နယ်တွေကလေနာမည်ကျော်တီတာယူမအဖွဲ့မော်တော်ယာဉ်သုံးစီးနဲ့ညာဦးဘက်ကိုထွက်လာနေတာရှိပါတယ်။ဆနာကုန်းပြည်သူ့စစ်အဖွဲ့ထံတွားရောက်ပူးပေါင်းလာလို့ယူဆရပါတယ်။မကွေတာရေစိုသားတွေကတော့ချိန်ထားပြန်ပြီဖြစ်ပါတယ်။ခါခါကိုတက်မဲ့73စီပေပါတွေတင်ဆောင်လာတဲ့မော်တော်ယာဉ်နှစီးကိုဒေတာကန်ကာဝေးတပ်ဖွဲ့တွေဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ပါတယ်။အဆိုပါမော်တော်ယာဉ်နှစီးဟာအခြေချချစ်ပြူဟာခါခါဒီဝါမှုစိုးဝင်းထွန်းရဲ့ခွင့်ပြုမိန့်စာရဲနဲ့ဆိုတော့မော်တော်ယာဉ်ကအပြီးပိုင်းတင်ဆက်တင်ပါတယ်။ ဆိုပါဖွဲ့ဟာလွန်ခဲ့တဲ့ကာလတုန်းကလည်းစစ်ကောင်စီရဲ့စောင်းစီတင်ဆောင်လာတဲ့မော်တော်ယာဉ်တစ်စီးကိုသိမ်းဆဲထားနိုင်ခဲ့ပါတယ်။အထက်မင်းလာမျိုးနဲ့လက်ပံတကားမှာတော့စစ်ကောင်စီစစ်ကြောင်းတစ်ခုဝင်ရောက်လာတာရှိပြီးအင်အားစီစစ်နေတဲ့ဖြစ်ပါတယ်။ချမ်းပြည်တော်ပိုင်းမှာစစ်အင်အား၉စီးဘုကအုံ၂စီးအင်အားကြီး၅စီးခါလီ၅စီးရေအားကိုဖြတ်ပြီးလိုက်ကောဘက်သို့ဥတီထွက်ခွာလာတာရှိပါတယ်။ဟိုဘုံမျိုးနဲ့ပင်ပက်တမနိဆက်ယုံပြန်လဲလက်ပတ်နိုင်ရန် ရုရှားပညာရှင်၁၀ဦးရောက်ရှိနေပြီးယခုလထဲမှာအယောက်၂၀ခန့်ထပ်မံလာရောက်ဖို့ရှိနေတယ်လို့သိရှိရပါတယ်။နောက်လထဲမှာလည်းအယောက်၃၀ခန့်ထပ်မံရောက်ရှိဖို့ရှိနေတာဖြစ်ပြီးဆက်လုပ်ဝင်ကြီးဌာနဟာအခန့်ကျွေးမွေးစိတ်တင်းတထောင်၃၀ခွင့်ရရှိထားတာဖြစ်ပါတယ်။လက်ရှိစားတော့ဆိုင်ကနေမှာယူကျွေးမွေးနေပြီးရုရှားတစ်ယောက်ကိုတစ်ရက်လေမြန်မာငွေ၆၀၀၀နှုန်းသုံးစွဲတာဖြစ်ပါတယ်။ မွန်ပြည်နယ်တထုံခရိုင်ကြိုက်ထုံမြို့နယ်တင်စရမြို့ပေါ်ရက်ခွက်ကြီး၄နဲ့ရက်ခွက်ကြီး၇မှာစစ်ကောင်စီစစ်ကြောင်းတွေဝင်ရောက်အခြေပြုတပ်ဆွဲလာတာရှိပါတယ်။မြို့ပေါ်အခြေပြုခြေကုပ်ယူခံစစ်ပြင်းတဲ့အနေထားတည်းရလို့ရှုမြင်မိပါတယ်။တရပြည်နယ်ဖာပုံမြို့နယ်ကထော်မှုပလဲမဲခေါ်လဲမှုပလောမဆုံတန်းခံစစ်စခန်းကြီးကိုဗိုက်ပါပိတ်ဆို့တိုက်ခိုက်နေခဲ့တာရှိပါတယ်။ အဆိုပါခံစားကဟာဖာပိုမျိုးရဲ့မြောက်ဖက်မှာတရှိပြီး PNL လေတက်မှာ9နဲ့အတူဒရုန်းတင်နန်းသားတွေပါပူပေါင်းပြီးလက်ရည်တွေတိုက်ခိုက်နေတာလို့သိရပါတယ်။တက်မှာ9နဲ့မြေထဲမှာတိုက်ပွဲပေါ်ဆောင်မှုကြီးကြီးမားမားမရှိသေးပေမဲ့စစ်ကောင်စီရဲ့ခြေကုပ်စခန်းတွေအားလုံးကိုပူပေါင်းအဖွဲ့တွေကပိတ်ဆို့ဖြတ်တောက်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။စစ်ကူစစ်ကြောင်းတွေကမာမောင်းကနေတက်လာတယ်ဆိုပေမဲ့ထုံးစံအတိုင်းဂရိုင်းလေးရောက်တာနဲ့ပြန်ပြန်သွားကြရတာဖြစ်ပါတယ်။တာနောင်ကြီးနယ်မြေ စော်ခိုရွာထက်တန်းကြောင့်ကိုလေကြောင်းတိုက်ခိုက်မှုရှိခဲ့ပြီးထိခိုက်ဒေဆုံးမှုရှိတယ်လို့ကနေဦးသိရှိထားရပါတယ်။ကချင်ပြည်နယ်ဗမော်မြို့ရဲ့အနောက်ဘက်ကရေလဲမိုးစစ်ပါပေါင်းတဖမ်းပင်ညီစရီရွာတွေဟာ KIA ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ကူပေါင်းတပ်ဖွဲ့တွေခြေကုပ်ယူထိန်းချုပ်ထားတာဖြစ်ပါတယ်။အဆိုပါဒေသတွေကိုစစ်ကောင်စီဟာစစ်ဆောင်အတွင်းယူစစ်တရင်ပေးတွေဆင်းလွတ်ထားပြီးအများစုကအမျိုးသမီးတွေလို့သိရပါတယ်။၎င်းတရင်ပေးတွေကြောင့်ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ကူပေါင်းတပ်တွေရဲ့စီရေးလှုပ်ရှားမှုတွေကိုမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ နေပြည်တော်စေယုံချုပ်ကထိုက်ရိုက်သိရှိနေကြတာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာခြေရကကျွန်တော်ပြောခဲ့တဲ့အမှတ်88ခြေညာတက်မဌာနချုပ်တက်မမှုရဲ့သတင်းကိစ္စရာနှုန်းကြီးမှန်ကန်ပါတယ်ဘောက်မန်ရဲ့ကမ္ဘာမှာရှိတဲ့ဟိုတယ်အမည်ကတော့မနှောမြေဖြစ်ကြောင်းထပ်လောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာဆက်လက်ဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိ